بسم الله الرحمن الرحيم والذين آمنوا أشد حبا لله صدق الله العظيم كلمة طيبة فضائل دي تم يا موري هو تو نہیں بس بھی چلو نہ ဒီကလေးမာကအဲ့ဒီလောက်မုံမြတ်တာဘာကြောင့်လဲပေါ့ဒီကလေးမာဘာလို့ဒီလောက်တော့မကြီးကျယ်ရတယ်လဲဘာလို့ဒီလောက်တော့မုံမြတ်ရတယ်လဲပေါ့ဆိုတော့ဒီကလေးမာရဲ့အတိတ်ပဲကိုနည်းနည်းစဉ်းစားမယ်ကျွန်တော်တို့ဒီကလေးမာဘာဝူဘာဝူတို့အတင်ပြနေလေဒီကလေးမာအဲထဲမှာပါပြီးပါလေ နံပါတ်1အနေနဲ့ကလူတယောက်ကအရာဝတ္ထုတစ်ခုကိုသူကဟာလာနစ်တက်တဲ့အရာတစ်ခုကိုသူကသဘောကျတယ်အရာဝတ္ထုတစ်ခုကိုတွေ့အဲ့လိုအရာဝတ္ထုတစ်ခုကိုတွေ့ပြီးတော့သူရဲ့စိတ်ထဲမှာဒါကိုနစ်တက်မျက်နိုးလာတယ်ဆိုရင်အဲ့ဒါကိုအာရဘီမှာ ရဂဘတ်ဆိုပြီးတော့ခေါ်တယ်ရဂဘတ်ရဂဘတ်ရဲ့အတိတ်ပဲကနစ်သက်ခြင်းမြတ်နိုးခြင်းအဲ့ဒီနစ်သက်မြတ်နိုးရာကနေပြီးတော့ဖြည်းဖြည်းချင်းဒီစိတ်ကနည်းနည်းလေးမြင့်လာတယ်နည်းနည်းပိုလာရင်တိုးလာရင်အဲ့တော့ဘာခေါ်လဲဆိုတော့အာရဘီမှာတလဘလို့ခေါ်တယ်တလဘဆိုတာက ဒီအရာကိုရယူဖို့သူ့မှာစံတာဖြစ်လာတယ်ပထမအရှင်ကတော့ယူယူနစ်တက်တာပဲအဲ့ဒီနစ်တက်တာနည်းနည်းလေးပူလာရင်အဲ့ဒီမှာတလပ်ကဖြစ်လာတယ်ဒီအရာကိုသူကရယူလိုချင်တဲ့စိတ်ဖြစ်လာတခါအဲ့ဒီရယူလိုချင်တဲ့စိတ်ကနောက်ထပ်နည်းနည်းမြင့်လာရင်နည်းနည်းတိုးလာရင်လူကဘာဖြစ်လာမလဲဆိုရင် محبت سرا پھیلار دے آکھے منہ پھیلار پتما گا نیت دری گا تین تالا میں یا یو لو لام تا اشینگار دی او توا سویلانا میں وہ تلب سرا گا یا یو لو چھ سی و မဟာဘတ်ဆိုတာကသူကဒီအရာကိုမရရင်သူနေလို့မရတော့ဘူး။သူ့ရဲ့ဘဝကအရာစံမရှိတော့ဘူး။အဲ့တော့ကိုမဟာဘတ်လို့ခေါ်တယ်အချစ်ပေါ့။တခါအဲ့ဒီအချစ်ကဖြည်းဖြည်းချင်းတခါသူကတိုးလာမယ်။အချစ်ကပြန်တိုးရင်တိုးရင်ကနေပဲအချိန်နေရောက်လာလို့ဆိုရင်ဒီအချစ်ရဲ့မေရာ့ဆိုတာရှိတယ်မေရာ့။သူ့ရဲ့အမြင့်ဆုံး နောက်ဆုံးအဆင့်အချက်ကအဲ့ဒီနောက်ဆုံးအဆင့်ကဘယ်ရောက်လာလဲဆိုရင်ဒီလူဟာသူဒီချစ်ခင်တဲ့အရာကိုသူကသူရဲ့ကိုယ်ကိုရာအရှင်သူလုံလိုက်ဒါအချစ်ရဲ့မေရာဂျ်လို့ခေါ်တယ်နောက်ဆုံးအဆင့်ပေါ့ဒီချစ်ခင်မှုကတိုးရင်တိုးရင်ကလေဒီချစ်တဲ့သူဟာသူဘာလို့လာမလဲဆိုရင်နောက်ဆုံးမှာဟာလား تہ گاؤں گو چھت تھیپو آپ و متوبی تیلے میں تو بو گا تو ی محبوب کا تو یعبو پھیلا چت ہے چوہا تو کے یا اشین تک ارا وہ کورے عبادت تو کھورے چورو سارا کا رغبت کا نسا دے نت نہ نو لارے اری گا نے یا یو لوز پھلارے နော်အဲဒီကနေချစ်ခင်မှုဖြစ်လာတဲ့ချစ်ခင်မှုကနေနောက်ဆုံးသူဟာသူ့ရဲ့ခေါင်းကိုချစ်သူရဲ့ခြေထောက်မှာသွားပြီးသူတင်လိုက်တယ်အဲ့ဒါကိုခေါ်တယ်အိဘာဒတ်ဒါတော့ဒီအချက်တွေအားလုံးကိုကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလာကအီမာရှင်တွေနဲ့ပတ်သက်ပြီးတော့အမိတ်ရှိတယ်အီမာရှင်တွေဟာသူတို့ရဲ့ဟိုးအစရဂဘတ်ကဆာဝီအားလုံးကအလာအတွက်ဖြစ်ရတယ်

ရယူလိုတဲ့အရာကလည်းအလာပဲဖြစ်ရဇောဖတ်တာလီဘောလ်မတ်လူကျွန်တော်မြတ်ကုရ်အာန်ထဲမှာအလာပြောတဲ့ဒီလိုလားသူတွေကတရုလိုလားနေတဲ့အရာတွေက အားလုံးကကမ်စုအားလုံးကချိနေတဲ့အရာတွေဖြစ်တယ်တဘောကချိနေတဲ့အရာတစ်ခုကိုကိုကမလိုလားရဘူးအင်အားတောက်တင်းခိုင်မာတဲ့အရှင်သခင်သာနေလူသားရဲ့မတ်လူ

اچھی کا پین تھایا ایمان سے نہا اللہ کو اچھے دے دا لکھنا اری نو پائیں تو یہ محبوب کو معبود لو رائی دے کو, کو تکین لو بھی رو چین تکین گو وا یا کو, کو یا پھر دی عبادت کو تائی گا محبت معراج ہے နောက်ဆုံးအစ်စ်ဟာလာအမြင့်ဆုံးအစ်စ်ကအလ္လာရှိမမိမိကိုကိုမိမိချစ်တဲ့အရှင်သခင်ရဲ့ရှေ့မှာကိုကိုကိုဟာလာသူရဲ့ခြေတော်ပေါ်မှာမိမိရဲ့ဦးခေါင်းကိုမျက်နှာကိုတင်လိုက်တယ်အဲ့ဒါကိုပါခေါ်လို့အီဘာဒတ်နော်အီလာကိုကိုရအရှင်ကုလ်ဟူဝလာဟူအဟဒ်ဒီအရှင်ဟာတပါးတည်းဖြစ်တဲ့ဝအီလာဟူကုမ်အီလာဟူဝါဟီဒ် تبارك بفش تدي أشيها فعلم أنه لا إله إلا الله سورة دي لا إله إلا الله لو سورة دي كلمة أدي بيغا بالسوين لا إله سورة أدي بيغا جنو يدي نلوغاني ما سيدة أشيء أميزون أسين نوصون أسينها الله تبارك بفش تدي الله بين تشاب بروتا ما مهوبه

لا مطلوبا الا اللہ لا محبوبا الا اللہ لا مرغوبا الا اللہ نہ ہو صوفیاء کرام دی تلو ذکر لو رہے چھے ماں دی ساپائی دی سو لا مرغوبا الا اللہ چلو یہ نت میں نویا ہاں اللہ وے لا مطلوبا الا اللہ چلو یہ یا یو نو دے ایاغا لے اللہ وے

သူရဲ့တရိကာတခုပြတဲ့လာအီလာဟာလို့ဖတ်တဲ့အချိန်မှာကိုယ့်ရဲ့ဟာလာခေါင်းကိုကိုယ့်ရဲ့ပါးစပ်ကိုနှလုံးရဲ့အနားကိုယူသွားတယ်။နည်းနည်းလေးခေါင်းကိုငုပ်ပြီးတော့ဘယ်ဘက်ရင်အောင်ရဲ့ဒီအောက်နားမှာနှလုံးရှိတဲ့အဲ့ဒီနှလုံးသားကိုခေါင်းကိုအသာလေးယူသွားတယ်။ခေါင်းကိုယူသွားပြီးရင်အဲ့ဒီကနေပြီးတော့ခေါင်းကိုဟာလာ ညာဘက်ပခုံးရဲ့အနောက်ဘက်ကိုကောင်းကိုယူအောင်လာအီလာဟာဆိုတော့သူတို့ကဘာပြောလဲဆိုတော့ဒီနှလုံးသားထဲမှာရှိတဲ့ဂိုင်ရူလာအလ္လာအပြင်တခြားအရာတွေအားလုံးရဲ့အချစ်ကိုယူပြီးတော့အနောက်မှာကျွန်တော်ပြစ်လိုက်လာအီလာဟာအနောက်ကိုပြစ်လိုက်ဂိုင်ရူလာရဲ့အလ္လာအပြင်တခြားအရာတွေအားလုံးရဲ့အချစ်ကိုကျွန်တော်ဟာ အလ္လာအပြင်ဆိုတဲ့အထဲမှာမိမိရဲ့ nafs လဲပါကိုယ်စိတ်ရဲ့လိုလားတဲ့အရာတွေကဟောလာဒုနီယာမှာရှိရှိသမျှအလ္လာမအပတခြားအရာအားလုံးရဲ့အချက်ကိုကျွန်တော်ပြစ်လိုက်ပြီခေါင်းကိုအနောက်ကိုယူသွားပြီးတော့ပြစ်လိုက်တယ်ပြီးရင်ခေါင်းကိုပြန်တည့်တည့်ထားပြီးတော့อิลลอฮ์နှလုံးဘက်ကိုဒီကောင်းကိုပြန်ယူသွားတယ်တဘောကပါလေอิลลอฮ์ဆိုတဲ့ဖတ်တဲ့ချိန်မှာ အလ္လာဟ်ရဲ့အချစ်ကိုပဲကျွန်တော်ဟာမိမိရဲ့နှလုံးသားထဲမှာတင်းပါလေထဲ့ပါလေအစ္စလလာဆိုတော့အဲ့ဒီလိုလူတယောက်ကသူပုံမှန်လှုပ်လာရင်ဖြည်းဖြည်းချင်းဒီပုံကိုရဲ့နှလုံးသားထဲမှာအလ္လာဟ်ရဲ့အချစ်ကဝင်လာတယ်လာအီလာဟိုင်အတိတ်ပဲအဲ့ဒီမှာပေါ်လာတယ်ကျွန်တော်ရဲ့ဟုတ်လားကျွန်တော်နှလုံးသားအချစ်ရဲ့အမြင့်ဆုံးနောက်ဆုံးအစ်အချစ်ဟာ အရှင်းအသွက်ပဲဖြစ်တယ်တခြားဘ ᱹ သမမဟုတ်ဘူးဟာလားဘ ᱹ ကမှကျွန်တော်မပေးဘူးဆိုတဲ့ဒီအတိတ်ပဲဟာအဲ့ဒီမှာသူတို့ကဒါကိုသူတို့အကောင့်ထဲပေါ်တော့ဒီလာအီလာဟာအင်လာလာဟုဆိုခြင်းအဖြစ်ဆိုတော့ဒီလာအီလာဟာအင်လာလာရဲ့တဘောဟာပညာရှင်တွေကဒီဆူဖီယာကရမ်တွေကအဲ့ဒီလိုဖွင့်ဆိုတယ်ဒါပေမဲ့ဒါဟိုဟာဒီသ်မှာကုရ်အာန်မှာလာတဲ့ နီးစနစ်တွေတော့မဟုတ်ဘူးဒါဆိုဖီယာကရမ်တွေကသူတို့ရဲ့အတွေ့အကြုံသူတို့ရဲ့လေးလာခြင်းအရာလူတယောက်ကမိမိနှလုံးသားထဲမှာအလ္လာဟ်ရဲ့အချစ်ကိုသူကသိင်ချင်နေဆိုရင်ဘယ်လိုသိရမလဲအလ္လာဟ်ရဲ့အချစ်ကိုမိမိနှလုံးသားထဲမှာထည့်သွင်းမှုနီးလန်းကိုဒါသူတို့ကသူတို့ရဲ့လေးလာပြည့်ရှိချက်ပေါ်မှာသူတို့ကသင်ပြတယ်ဆိုတော့အလ္လာဟ်ရဲ့အချစ်ကို မိမိနှလုံးသားထဲမှာအကယ်၍လူတယောက်ကဟောလာထဲ့သွင်းခြင်းလေဆိုရင်သူကဒီပုံစံနဲ့ပဲအလ္လာဟ်ရဲ့အချစ်ကိုမိမိရဲ့နှလုံးသားထဲမှာသူကသွင်းရမယ်။နောက်တစ်ခုကဒီဇိကရကိုများများလုပ်ရင်ဘာဇိကရပဲဖြစ်ဖြစ်လာအီလာဟာအီလလာပဲဖြစ်ဖြစ်အလ္လာဟူအလ္လာပဲဖြစ်ဖြစ်ဒီဇိကရကိုလူတယောက်ကများများ လုပ်လာပြီးဆိုရင်ဒီလူရဲ့အသွင်းထဲမှာမဟာဘတ်ရဲ့ရှစ်ဒတ်ကဖြစ်လာတယ် အချစ်ရဲ့ပြင်းထန်မှုကသူ့ရဲ့နှလုံးသားထဲမှာအလိုလို ဖြစ်ကိုဖြစ်တယ်ဇီကရူလာဟုကစရတ်နဲ့များမြောင်စွာလှုပ်လာမည်ဆိုရင်လူတယောက်ရဲ့နှလုံးသားထဲမှာအလ္လာဟ်ရဲ့မဟဘတ်ကဖြစ်ကိုဖြစ်တယ်ဒါကဟာလာပညာရှင်တွေရဲ့ဒါသူတို့ရဲ့အတွေ့အကြုံလေ့လာချက်အရာဆိုတော့ဒီလာအီလာဟာအီလ္လာဟ်ရဲ့ဒီတဘောတရားကို အရှိမထားပြီးပြန်ကြည့်ရင် لا الہ الا اللہ ما اپائی نہ پائی سی دے تکو کا مقام نفی کھولے نرکو کا مقام اثبات کھولے مقام نفی سرا گا لا الہ چلو یہ دی اچھے ہا اللہ اتے اللہ اپنے تچا برو تما محبو الا اللہ اللہ اتے بے دے لا الہ سرا گا دا گو نفی خوري. الا اللہ دا گو لو کھولے مقام نفی نہ မကာမီအစ်ဘတ်အဲ့ဒီလာအီလာဟာဆိုတဲ့ဒီစကလုံးရဲ့အဓိပ္ပာယ်ကိုအပြည့်အဝကျွန်တော်တို့ရှင်းမှာထုတ်ဖော်ပြသွားတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုရင်ဆယ်ယီဒနာဟဇရတ်အစ်ဘရာဟီမ်ခလီလူလာအလိဟစ်ဆလမ်သူရဲ့ဘဝတစ်ခုလုံးကိုကြည့်လိုက်ရင်ဒီလာအီလာဟာရဲ့သူဟာအဓိပ္ပာယ်ကိုဟာလာသူပေါ်ညုံသွားတယ်အတိတ်ဘက်ကိုသူပေါ်ထုတ်သွားတယ် ဒီအလ္လာအပြင်တခြားဘာကိုမှဟာလာသူဟာသူ့ရဲ့နှလုံးသားအချစ်ကိုမပေးဘူးဆိုတဲ့အဓိပ္ပာယ်ကိုသူဘဝတစ်ခုလုံးနဲ့သူကရင်းပြီးတော့ဟာလာသူတင်ပြသွားတယ်ပထမဦးဆုံးဒီအလ္လာအတွက်သူ့ရဲ့မိသားစုကိုသူစွန့်တယ်သူ့ရဲ့မျိုးရွာကိုသူစွန့်တယ်ဟာလာသူ့ရဲ့ဇနီးနဲ့သားမယားကိုဟုတ်ဟာလာဘာလဲဒီ

سورہ دی مقامی نفی نے نچیے سیدنا حضرت ابراہیم علیہ السلام کا امیزو تو کمال گو امیز و اسے گو تو یو کہہ دے لا الہ ادھے بہو تو ایدلو پھوٹو پیاتا کہہ دے اری ما اللہ تعالیٰ تو کو نو سو اللہ واتخذ اللہ ابراہیم خلیلا خلد یہ میمی یہ اچھے دو سورے دی گون کو اللہ کا تو کو پی آتے وإذ ابتلى إبراهيم ربه لألا يسلم لآلهم فأتمهن تها نمبا أبي واو إلى يوكل وإبراهيم الذي وفى الله سبحانه وتعالى تشي جولي الرسالي في دي كلمة دوية أن أديب تبوضي آغا للولاد سرو داو تنروارو يو يو تاما لا إله إلا الله အလ္လာဟ်ပြင်တခြားကိုယ်ကိုယ်ရာအရှင်မရှိဘူးဒီလောက်ပဲကျွန်တော်တို့နားလေဒါပေမဲ့သူ့ရဲ့တဘောတရားတွေအแทမှတာအင်တမြင့်မာတဲ့ဒီလိုလေးဝဲချက်တွေသူ့အแทမှရှိတယ်ဆိုတော့ဟုတ်လားကျွန်တော်တို့တဘောပေါအောင်မယ်အလ္လာဟ်မဝဖ်ဖ်